အယုတ်တရားကိုအလိုမရှိနဲ့မဟုတ်စကားကိုမဆိုပြီးနဲ့အယုတ်တရားကိုအလိုရှိကဘဂဝါစကားကိုပေးရကြစေသည်မဟုတ်စကားကိုဆိုပြီးကတမာတိတရားကိုကွယ်လျာကြစေသည်ကွယ်ရကြစေသည်ပြောကြတာကမဟုတ်စကားကိုအယုတ်တရားကိုအလိုမရှိနဲ့တဲ့ရုံညံ့နဲ့ရုံမာတဲ့တရားကိုအလိုရှိတာဘုရားရှင်အဆုံးအမကိုပယ်ရှားတာနဲ့သဘောတူပါတယ် တမ်းမလို့မောမမန်နဲ့တရားတယ်ကိုအလုံးမရှိကြပါနဲ့မဟုတ်စကားကိုဆိုပြီးကတမာတိတရားကိုကြွေရကြခြင်းသည်ကိုကိုတိတိတတ်နဲ့တမာတိစီတိတိညင်ညင်နေစင်တယ်ဆိုလို့ချင်းမဟုတ်မမန်ဘယံပရာစကားတွေကိုရှောက်ရှောက်မပြောပါနဲ့အဲ့လိုပြောခြင်းအပြင်လူအယုံကြည်ကင်းမဲ့ပြီးတော့တမာတိနေတဲ့ပုံကိုတရားအဖြစ်အာယုံကြည်လို့မရတဲ့ပုံကတရားအဖြစ်အများသတ်မှတ်တာလည်းခံရနိုင်တယ်လို့ကိုယ်တိုင်းလည်းအဲ့ဒီအခြေအနေကိုတကယ်ရောက်သွားနိုင်ပါတယ်